ံဆိုတာစေတနာကိုပြောတာဟောကံကိုစပြင်ဖို့လို့တယ်ကိုယ့်ရဲ့စေတနာလေးကိုကောင်းအောင်လုပ်ဖို့လို့တယ်ဟုတ်လားစေတနာကောင်းလေးထားနိုင်လို့ရှိရင်အဲ့ဒါကံကောင်းတာပဲကံကောင်းအောင်လုပ်နေတာပေါ့အဲ့တော့ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာအထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပုံပြောရမယ်ဟုတ်လားကံကောင်းအောင်အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောရမလဲနှစ်နီးပြောရမယ်အဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ ဗုဒ္ဓနုဒ္ဓတိနဲ့မေတ္တာတရားဗုဒ္ဓနုဒ္ဓတိဆိုတာကမြတ်စွာဘုရားရဲ့ဂုံအရေးသွေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာအီတီပီသောဘဂဝါအရဟံတမ္မတံဗုဒ္ဓောရရနော်ဝိဇာသရဏတမ္မနောသူကတော်လောကဝိတုနှုတ်တော်ပရိသဓမ္မတရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုံအရေးသွေးကြီး၉မျိုးပေါ့နော် ဲ့ဒီတက်ကနံပါတ်1ဂုံရည်တွေ့ရပါတော့အရဟံအဲ့ဒီအရဟံဂုံတဂုံလောက်ကိုကြွဉျန်းကျင်ကျင်နားလည်အောင် လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုဒတိပွားနေတာအဲ့ဒါကံကောင်းအောင်အကောင်းဆုံးလုပ်နေတယ်အဲ့တော့အရဟံဂုံဆိုတာပါတော့အရဟံဂုံဆိုတာမြတ်စွာဘုရားရဲ့တန်တမှာပူပန်စီတဲ့ဆင်းရဲစီတဲ့တဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေထားကိုအရဟံလို့ပြောတာ ဟုတ်လား ကိလေသာအပူကင်း၍ငြိမ်းဧသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုံဤသွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူကျင်မမုန်းမှုဘလောက်လူကျင်စရာကောင်းတာနဲ့တွေ့လို့မှလူကျင်နေဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတာနဲ့တွေ့လို့မှစိတ်တူရဲဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရှွတ်မြိုက်မဲ့စိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့ရောမြတ်စွာဘုရားစိတ်နှလုံးဟာပကတိအေးချမ်းတော်မူတယ်ငြိမ်းဧတော်မူတယ် အဲ့ဒါလေးကိုဘုံဘုံတို့ကကျိန်ဖန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပုကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်အရဟံဂုံရဲ့အတိဗေက၅မျိုးတောင်ရှိတယ်စိတ်ကိုရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအတိဗေရတယ်အတုမရှိသောဂုံကျေးဇူးတွေရှိတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တဲဆိုတဲ့အတိဗေလည်းရှိတယ်အရဟံဂုံ အဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေ အတော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘောကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာ အပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလည်းပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒ္ဓအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟိုကံကောင်းအောင်လို့ကံပြီးတော့ပါလားအော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါလို့ဆိုမေတ္တာတရား နော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအဆင့်အတန်းရှိအောင်မေတ္တာထားရမယ်တတ်တော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိပဲကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတ်တော်အားလုံးရဲ့ပုံမှာ ချမ်းသာစေခြင်းတာ ဘေးရန်တွေကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိမ်းဝမ်းညင်အေးစေခြင်းနဲ့အရှင်မပြေတာဘာမှဖြစ်စေခြင်းဘူးအရှင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့တတဝရရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအာလုံးသောတတဝရဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြကြမှာချမ်းသာကြပါစေ ဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရွတ်ဆိုနေကြအရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီတည်းမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့နော်ကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာ 也刷票也够，一对个是那钱钱呢？不到外头也不买，刚才进来是掏钱不？好来他虽然尴尬没。